အလို့ရှင်တွေကဘယ်လိုသူတို့လိုချင်တယ်ပေါ့နော်ဝန်ထမ်းတွေကဘယ်လိုပုံစံမျိုးလဲဆိုတာသိပြရစီဆရာအဲ့တော့ဆရာတို့ကလည်းဒီအလို့တင်ပါရဝင်တော့မယ်ဆိုရင်ဆရာတို့ကတစ်ခါကျစံပွဲတွေဖြေရတယ်နော်အင်တာဗျူးတွေလုပ်ရတယ်ဒါမဲ့စံပွဲပဲဖြည်းဖြည်းအင်တာဗျူးပဲလုပ်လို့ပေါ့လေအခုဒီဆရာပြောမယ်ကျွမ်းကျင်မှု10မျိုးဟာကြတော့အဲ့လိုလုံယုံနဲ့မသိနိုင်ဘူးဒါလောက်ထမ်းမှရောက်သွားပြီးတဲ့အခါကြတော့မှဒီကျွမ်းကျင်မှုတွေရှိသလားမရှိသလား ဆိုတာကိုအလုံးရှင်နဲ့ကြည့်ကြတာပေါ့နော်အခုဆရာပြောမယ့်ကျွမ်းကျင်မှုကလည်းမရှိလို့ဇီးရိုးဖြစ်နေရင်တောင်ကိုကိုကိုကျွမ်းကျင်လာအောင်ကိုကိုကိုပြုစုပြောထောင်လို့ရပါတယ်နော်အကြောင်းဒီဆယ်မျိုးသမီးတွေပြောပြပါမယ်နံပါတ်1ချက်ကတော့အလုံးရှင်တွေကဘလို့လူတွေကိုလိုတယ်လဲလို့ပြောရင်ပြောဆိုဆက်ဆံရေးကောင်းတဲ့လူတွေကိုလိုပါတယ်အဲ့လိုပြောတော့ communication skills လို့ခေါ်တာပေါ့နော် အဲ့တော့ပြောစုစစ်ဆိုင်ရေးကောင်းဘာလုပ်ရမလဲလို့မေးလိုက်ရင်တော့နံပါတ်၁ဆရာ ပြောချင်တာကတော့နားထောင်ဖို့လိုပါတယ်လူတော်များများကနားထောင်တာသိအားနေပါတယ်ခါလေကြလို့ရှိရင်ကိုယ့်ထဲအရာရှိကတခုကိုခိုင်းလိုက်ရင်တော့မတိတိကျကျနားမထောင်တော့ तू ဘာခိုင်းလိုက်မှလည်းမသိဘူးပြန်လည်းမမေးဘူးဒါခိုင်းတာထင်တယ်မှာလေဆိုပြီးထင်တာလုပလိုက်တာပဲအဲ့ဒါတကယ်အခက်ခဲပဲ တခါကျရင်ပြန်မေးရမှဆရာကြောက်တာကြီးလည်းရှိသေးတာဆိုတော့လေအဲတချို့ကြတော့လေတချို့လူကြီးတွေကပြန်မေးတာလေမကြိုက်ဘူးဟုတ်တယ်ဟုတ်ကဲ့တို့ပြန်မေးတာမကြိုက်လို့ကိုကကိုဘာပြောရလဲသိအောင်ပြန်မေးလို့တခါပဲစုခံရမယ်ဟုတ်ကဲ့ပါဒါပေမဲ့လို့လည်းပဲပြန်မမေးလိုက်ပဲကိုမှားလို့ရင်ကိုရဲ့နာမည်လည်းပြက်မယ်ဟုတ်ကဲ့ပါဒီမှားလို့တဲ့အမားကြောင့်ကိုလုံနေတဲ့အဖွဲစီကိုလုံနေတဲ့ကုမ္ပဏီဟာလည်းပဲဟုတ် အများကြီးခက်ခဲတယ်ရင်ဆိုင်ရပါလိမ့်မယ်ဟုတ်ကဲ့ပါရောက်မလို့ဆရာကအမြဲလို့ဆရာလူလည်းပြောလို့ရှိပါတယ်ထင်အောင်မလုပ်ပါနဲ့တေးချအောင်မေးပါနော်နောက်တစ်ချက်ကတော့ပြောဆိုဆက်ဆံရေးကောင်းတယ်ဆိုတာပြောစရာရှိတာကိုကိုယ်ဝိုက်မပြောပဲတဲ့ပြောတာပဲမြောက်လည်းတွေ့ဖို့မှာပေါ့တချို့တွေကိုယ်ဝိုက်ပြီးပြောတာဘာပြောနေမှန်းမသိဘူးလူရင်းမရောက်ဘူးပေါ့လူရင်းမရောက်တဲ့ပြောရင်းရမယ်တကူတော့ရှိရပါဘောမေးစရာရှိရအောင်တဲ့ပြောတော့တစ်ဖက်သားမကြိုက်ကြဘူး မှန်နဲ့ဒဲပြောတဲ့အခါမှာတော့ချိုးချိုးသားသားတော့ပြောရဖို့လိုတာပေါ့နော်ဒါပေမဲ့ဒဲပြောတာအကောင်းဆုံးပါပဲဆရာတို့ဗမာမှာလည်းရှိတယ်လေဟုတ်လားရပါတယ်ဆိုတဲ့စကားနော်တခါလေးကြားလို့ရှိရင်အင်းကိုဧည့်သည်လာတယ်တခုတော့ပါအောင်ဆိုရပါတယ်ဆိုတော့ဘာပြောမှမသိဘူးရပါတယ်ဆိုတော့တောက်မှာလားမတောက်ဘူးလားဗမာလည်းတိတ်တုံးတာပဲဒီဟာမျိုးတွေလည်းဆရာတို့ကဖေရပါလိမ့်မယ်နော်တကယ်ကို ကိုလိုချင်တာကိုထည့်ပြောရဲဖို့အရေးကြီးပါတယ်နောက်တစ်ချက်ကတော့ပြောဆိုစကားရဲ့စွမ်းရည်ကောင်းမှုဆိုတာတစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုလည်းနားလည်ပေးရပါမယ်ကိုယ်နဲ့စကားပြောနေတဲ့လူရဲ့စိတ်ခံစားချက်ကဘယ်လိုရှိသလဲအဲ့ဒါကိုသတိထားမိဖို့အရေးကြီးတယ်ဒါကိုသတိထားမိရင်တစ်ဖက်သားကိုစာနာစိတ်နဲ့စကားပြောရင်ကိုယ်စကားပြောရလဲဘာဖြစ်လာမလဲအောင်မြင်လာမှာပေါ့နော်နောက်ဆုံးချက်ကတော့ ဆရာတို့ဘာပြောလို့ရလဲလို့ပြောလို့ရှိရင်ဒီအင်္ဂလိပ်လိုတော့ body language လို့ခေါ်တာပေါ့ကိုဟန်အမူအရာကလည်းသိအရေးကြီးရဲ့အကိုရဲ့ဟန်အမူအရာတွေကမှန်ကန်နေဖို့အရေးကြီးရဲ့เนาะဒါလေးလည်းပဲနောင်ကြုံကြရလို့ရှိရဲ့ဟာလာမြောက်ဦးနဲ့ဒါကိုဆွေးနွေးပါအောင်မယ်เนาะဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာဒုတိယအချက်ကိုတွန်းအောင်ဒုတိယအချက်ကတော့ဘာလဲလို့ပြောလို့ရှိရင်ဘယ်လုပ်ငန်းတွင်မှာပဲဖြစ်ဖြစ်အလုပ်တော်တော်များများအဖွဲ့နဲ့ပူးပေါင်းလုပ်ရတာများတယ် ဒီလိုရိုက်ကွေးလုတ်တဲ့နေရာမှာပဲဆရာနဲ့သမီးနဲ့နှစ်ယောက်တည်းရိုက်လို့မှမရပဲဟုတ်ပါတယ်ဆရာဟုတ်လားဒီရိုက်ကွေးလုတ်ဖို့အတွက်မိသမားတွေလိုတယ်ကင်မရာသမားတွေလိုတယ်အတန်သမားတွေလိုတယ်စက်သမားတွေလိုတယ်အများကြီးလိုတယ်ပူပေါင်းလုံးရတာအဲ့တော့လုတ်ရှင်တွေကဘယ်လိုလူတွေသဘောကျလဲအဖွဲနဲ့ပူပေါင်းလုံးဆောင်တတ်တဲ့လူတွေကိုသဘောကျတယ်ကိုလိုဂျင်တဲ့အလုတ်တဲ့ကိုလိုဂျင်တာတဲ့အဖွဲနဲ့လုတ်တဲ့အခါမှာအဖွဲရဲ့ရည်မှန်းချက်ကိုဦးစားပေးဖို့လိုတယ် အဖို့နဲ့လုတဲ့အခါမှာလူတိုင်းလူတိုင်းမှာသူတို့ရဲ့အကြံဉာဏ်တွေရှိရတယ်။ကိုယ့်ရဲ့အကြံဉာဏ်နဲ့တူချင်မှတူလိမ့်မယ်။အဲ့ဒီအကြံဉာဏ်တွေကိုဘာလို့ရမလဲ။ကိုယ်ကလေးစားဖို့လိုတယ်။အကြံဉာဏ်တွေကနေအကောင်းဆုံးအကြံဉာဏ်ကိုရွေးထုတ်ပါမှာပေါ့။တစ်ဖက်သားရဲ့အကြံဉာဏ်မကောင်းဘူးလို့ပြောမယ်စာတစ်ဖက်သားရဲ့အကြံဉာဏ်ကိုလေးစားပါတယ်လို့ပြောတာကခုနပထမပြောတဲ့ပြောဆိုဆက်ဆံရေးစွမ်းရင်လည်းကောင်းတာ ਨੇ အတူတူပါပဲ။ တော့ပြီးတော့ချိတ်ဆက်နေရပါတော့ဆရာအကုန်ချိတ်ဆက်နေပါတယ်နော်ဟုတ်ပါရှင်နံပါတ်3ချက်ကတော့အခက်အခဲတွေကိုဖြေရှင်းတတ်ရမယ်အခက်အခဲကိုဖြေရှင်းနိုင်တဲ့ဝန်ထမ်းတွေကိုအလုပ်ရှင်တွေသဘောကျတယ်အခက်အခဲဆိုတော့လူတိုင်းမှာရှိတာပဲလူရယ်လို့ဖြစ်လာရင်ခက်ခဲရရှိမှာပဲနေ့စဉ်နေ့စဉ်အခက်အခဲတွေကကြုံနေရမှာပဲဒါကလည်းကြားလို့ရှိရင်မထင်မှတ်ပဲနဲ့လေအခက်အခဲတွေပေါ်လာတတ်တယ်ခက်ခဲပေါ်လာတိုင်း ထက်ကလူကြီးကိုတစ်ချိန်လုံးပြန်မင်းနေမယ်ဆိုရင်တော့ရှေ့ကိုလည်းတိုးဖို့ခက်ပါလိမ့်မယ်မတင်မဖဲပေါ်လာတဲ့အခက်ခဲတွေကိုဖြေရှင်းတတ်တဲ့စွမ်းရည်တွေရှိအောင်လဲကိုကိုကို ပြုစု ပြိုးထောင်ထားဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာလှုပ်ရှင်တော်များများကတော့အခက်ခဲနဲ့တွေ့လာတဲ့သူအခါမှာခေါင်းရှောင်တဲ့လူကိုသူတို့သဘောမကျအောင်ဆုံးမယ်နော်တချို့ကခေါင်းရှောင်တယ် တချို့ကကြတော့အဲ့ဒီအခက်ခဲနဲ့တွေ့လာတဲ့အခါမှာရပ်သွားတယ်ဆက်မလုပ်တော့ဘူးဘာမှမလုပ်တော့ဘူးနော်အဲ့ဒါလည်းရေးကြည့်ပါလေအခက်ခဲတွေကိုဖြေရှင်းတဲ့အခါမှာအခက်ခဲရဲ့အရင်းအမြစ်ကိုလည်းရှာဖွေတတ်ဖို့လိုတယ်ဒါမှအခက်ခဲကိုဖြေရှင်းတာကတေချာပေါ့အဖြေထွက်တဲ့ဖြေရှင်းနေဖြစ်မယ်ဥပမာပြောမယ်ဆိုရင်တမီးဟာတမီးခေါင်းကိုက်တယ်ခေါင်းကိုက်လို့ခေါင်းကိုက်ပြောက်စေးတောက်လိုက်တယ်ခေါင်းကိုက်ပြောက်စေးကပျောက်သွားတယ် နောက်တော့ထပ်ခိုက်ပြန်တယ်စေးတော့ရဗျာတကယ်တော့ဘာလို့ခေါင်းကိုက်နေတာလဲကိုကသွေးတိုးနေလို့ခေါင်းကိုက်နေတာအဲ့တော့သွေးတိုးကိုကမှာသွေးတိုးမကူဘဲနဲ့ခေါင်းကိုက်တာကိုပဲပျောက်အောင်စေးတော့နေရင်တော့ခေါင်းကိုက်တာမပျောက်တဲ့အပြင်နော်ခဏခဏလဲခေါင်းကိုက်နေမယ်အဲ့လိုပဲအခက်အခဲကိုဖြေရှင်းတဲ့အခါမှာနော်ဘာကြောင့်ဖြစ်တယ်လဲဆိုတာကို ဆရာတို့ကတွေးပြီးတော့စဉ်းစားဖို့လိုပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ဒီလိုအခက်အခဲတွေပုံတော့ဆရာကြီးတွေကြော်လွားနိုင်မှုအတွက်ဆိုလို့ရှိရင်ရောဘယ်လိုပုံစံမျိုးပေါ့ကိုကိုကိုဒါပြင်ဆင်ထားရမလဲလေ့ကျင့်ရမလဲအဲ့ဒါ ਈ နဲ့ပေါ့နော်အဲ့ဒါမျိုးကြော်လွားနိုင်မှုအတွက်ဆိုလို့ရှိရင်ရောဆရာတေးကြတာတစ်ခုကတော့ပေါ့လေကိုအလုပ်တစ်ခုလုပ်တော့မင်းဆိုတာနဲ့တပြိုင်တည်းဘာတွေအခက်အခဲရှိနိုင်လဲဆိုတာကြိုးစဉ်းစားဖို့လိုတယ်ကြိုးတွေးဖို့လိုတယ်ငါဒီအခက်အခဲရှိရင်တော့ငါဘယ်လိုဖြေရှင်းမယ်ဆိုပြီးတော့ ကြိုတွေးထားရင်တော့တကယ်ကြုံလာတဲ့အခါမှာကိုကအစင်းသင်းဖြစ်နေတာပေါ့နောက်တစ်ချက်ခါကျတော့လဲဘာလဲလို့ဆိုလို့ရှိရင်ဘလောက်ပဲတွေးထားတွေးထားကိုမမျော်လင့်တဲ့အခက်အခဲကပေါ်လာနိုင်တယ်အဲ့ဒီခါကျလို့ရှိရင်လေဒီအခက်အခဲကိုရဲရဲတင်းတင်းစဉ်းစားတွေးတောပြီးဖြေရှင်းနိုင်ဖို့အရေးကြီးတယ်တချို့ကအဲ့လိုဖြေရှင်းရမှလဲကြောက်နေတတ်တယ်မှားသွားမှကြောက်တာပေါ့မှားတော့မှားမှာပဲအမှားမရှိလို့ဆိုတာမရှိဘူး အလုံများများလုတ်တဲ့လူကမှားမှာပဲနော်အမှားများများရှိမှာပဲဒါပေမဲ့မှားတာတွေကိုဖြေရှင်းဖြေရှင်းနဲ့ကိုယ့်ရဲ့စွမ်းရည်ရယ်ဘာဖြစ်လာမလဲဖြေဖြေတုတ်တက်လာတုတ်တက်လာမှာပေါ့ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကတော့အဲ့လိုဖြေရှင်းလိုက်တော့တကြိမ်နဲ့ရမလားဆိုမသိကြဘူးအခက်ခဲတက်ရှင်နေတက်ဖြေရှင်းရမှာပဲအကြောင်းလို့ဆရာတို့ကဇွဲရှိဖို့လေလိုပါတယ်ဟုတ်ကဲ့ပါဆရာနံပါတ်၄အချက်ကတော့ဆရာတို့ကပြောင်းလဲနိုင်တဲ့လူတွေကိုအလုပ်ရှင်တဲ့သဘောကြတယ်ပြောင်းလဲခြင်းနေရာအမြဲတမ်းဖြစ်နေတယ် ဒါပေမဲ့လူတွေကပြောင်းလဲရမှာကိုကြောက်ကြတယ်။ဘာဖြစ်လို့ကြောက်လဲလို့ဆိုရင်ပြောင်းလဲလိုက်ရင်ပြောင်းလဲလိုက်တဲ့အချိန်ကအခုအချိန်လောက်မှကောင်းပါမလား။အဲ့ဒါစိုးရိမ်နေ။ပြောင်းလဲလို့ဖြစ်ပါမလား။ဒါကိုကြောက်ကြပါလေ။ဒါပေမဲ့လို့လည်းပဲပြောင်းလဲဖို့လိုအပ်လာပြီဆိုရင်တော့ပြောင်းကိုပြောင်းလဲရမယ်။မပြောင်းလဲဘဲနဲ့တော့ဆရာတို့ဟာ ရှေ့ဆက်ဖို့ခက်ပါလိမ့်မယ်။နော်။အဲ့တော့ပြောင်းလဲခြင်းတွေကိုလှုပ်ရဲတဲ့လူ ပြောင်းလဲရမယ်ဆိုတာကိုသိတဲ့လူပြောင်းလဲရမှာကိုသိတဲ့အခါမှာလဲပြောင်းလဲတဲ့လူကိုလှုပ်ရှိတဲ့သဘောကြပါတယ်ဒါပဲမလို့လဲပဲမလွတ်အပ်ဘဲပြောင်းတဲ့လူကြတော့လေလှုပ်ရှိနေရသဘောမကျဘူးဟုတ်ကဲ့ပါဟာလာပြောင်းရမယ်ဆိုပြီးမလွတ်အပ်တဲ့ဟာတွေရှောက်ပြောင်းနေအချိန်ကိုငွေကုန်လူပန်းမယ်ဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာဆရာရှင်းပြရတာအလှုပ်ရှင်တွေလူချင်းနဲ့အလှုပ်သမားအလှုပ်ဝင်နှန်းနေရေပေါ့နော်ဒါဆွမ်းရည်နဲ့ပတ်သက်ပြီးတော့ တည်သွားပြီဆိုတော့ဆရာနောက်ထပ်ကြံတဲ့ချက်လက်တွေကိုလည်းဆရာဟိုဆက်လက်ပြီးတော့သိချင်ပါတယ်ဆရာဟုတ်ပါတယ်เนาะဆရာတို့စီစဉ်ဆမာတော့ဟုတ်ကဲ့ဒီဝန်ထမ်းတွေဆီကလိုချင်နေတဲ့เนาะကြွန့်ကျင်မှု10မျိုးလှုပ်ရှင်နေလိုချင်နေတာပြောမယ်ပြောရပါတယ်ဒီကတော့ဆရာတို့၄ခုပြောပြီးသွားပါပြီနောက်ပတ်ကြတော့တမိနဲ့ဆက်ပြီးတော့ကြံတဲ့6ခုကိုပြောကြတာပေါ့ဟုတ်ကဲ့ပါဆရာ ပရိသတ်များရှင်အခုဒီဘက်မှာတော့ဆရာဦးကျော်ကျော်လိုင်းကနေအလို့ရှင်တွေကလူကျင်နေဝန်ထမ်းတွေရဲ့ဆွဲရည်နဲ့ပတ်သက်ပြီးတော့ဆရာကဆွေးနွေးပြီးသွားတာပဲဖြစ်ပါတယ်။နောက်လာမယ့်အသိပညာနဲ့အမှန်တရားဆစ်စင်မှာလည်းကြံရှိနေသေးတဲ့ဒီလို့ရှင်တွေကလူကျင်နေဝန်ထမ်းတွေရဲ့ဆွဲရည်နဲ့ပတ်သက်ပြီးတော့ဆရာကဆက်လက်ပြီးတော့ညဝေပြကြပေးသွားမှာဖြစ်တဲ့အတွက်ဒီအစီအစဉ်ကိုဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ကြားရင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။